ပြီးပါအိုကိုဂိုးပြတ်နိုင်ရယူပြီးရှောင်းပွဲမရှိစံချိန်နဲ့ဘောလုံးပွဲတက်ရောက်ခဲ့တဲ့ Manchester United အားလုံးပဲမင်္ဂလာပါဘောလုံးမှာဆရာတစုဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မနက်ပိုင်းရှင်ပြိုင်ကစားခဲ့တဲ့ Europa League အကြိုဘောလုံးပွဲဒုတိယအကြိုမှာ Manchester United ဟာပြီးပါအိုကို၄ဂိုးတခုရလနဲ့အနိုင်ယူပြီး Europa League ဘောလုံးပွဲကိုတက်ရောက်သွားခဲ့ပါတယ်ဝယ်ချင်းပထမပိုင်း35မိနစ်မှာပြီးပါအိုခွင့်တယ်လူ ဂျူရီယူဂီဇာကအဝေးကန်ချက်နဲ့လလပပဝေးဝိုက်ကန်တွင်းပြီးမိဘအိုအတွက်အဖွင့်ကိုတွင်းယူခဲ့တော့ပထမပိုင်းမှာတကူကိုမရှိနဲ့မိဘအိုတင်းကဥဆောင်နေခဲ့ပါတယ်ဒုတိယပိုင်း62မိနစ်မှာအမော်ရီအနေနဲ့ကိုင်းနယ်လူဦးကတည့်ရဲ့နေရာမှာမစ္စမောက်ကိုလူစားလဲခဲ့လို့ပရိတ်သတ်တွေအံ့အားတင်းခဲ့ပါတယ်ဒါပေမဲ့လူစားဝင်ရောက်လာတဲ့ကိုင်းနယ်လူမစ္စမောက်ကပွဲချိန်82မိနစ်မှာမိဘအိုနောက်တန်းကိုလလပပလက်ထွက်ပြီးကန်တွင်းခဲ့တော့ယူနိုက်တက်တို့ခြေပါကိုရရှိခဲ့ပါတယ်ဆက်လက်ပြီး ပွဲချိန်မိနစ်80မှာ United တို့ရဲ့တန်ကြီးလို့တင်စားတယ်။ Casemiro ကပြစ်ဒဏ်ဘောကနေတစ်ဆင့်ခေါင်းတိုက်ကိုတွင်းခဲ့ပြီးပွဲချိန်85မိနစ်မှာ Ahmed Diallo ဖန်တီးပေးမှုကိုတိုက်စစ်မှု high line ကအဆုံးတက်ပြီးတတိယမြောက်ဂိုးကိုတွင်းယူခဲ့ပါတယ်။ပွဲချိန်90မိနစ်မှာ Bilbao ကိုရမလူပေးမှမှုကတစ်ဆင့်ရလာတဲ့ဘောလုံးကိုကွင်းတယ်လို့ Mr. Mount ကပဲကွင်းလက်စည်းကနေအဝေးကန်ကျင်းတဲ့တိုက်ရိုက်ကန်တွေးပြီးစရုပ်ထားမြောက်ကိုတွင်းယူနိုင်ခဲ့လို့ United တို့ကလေကိုတကိုနဲ့ဘီဘာအိုကိုနိုင်ရခဲ့ပါတယ်။ United တို့ကဘီဘာအိုကိုပထမအကြော့မှာဒုံကိုပြတ် ဒုတိယအကြော်မှာလေကိုတကိုနဲ့စုစုပေါင်းခုနှစ်ကိုတကိုနဲ့အနိုင်ယူကရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းထားနိုင်ခဲ့ပြီးယူရိုဘာလိဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။ဘူလူဘဲမှာနော်ဝေးကလပ်ဘိုဒိုကလင်ကိုဖျက်ချော်လာတဲ့စပါအတင်းနဲ့ဖလားလူရမှာဖြစ်ပါတယ်။ဒီရာဒီဥရောပပြိုင်ပွဲမှာရှုံးပွဲမရှိသေးတဲ့မန်ချက်စတာယူနိုက်တက်အတေရဲ့ဖိုင်နယ်တက်လာခဲ့တဲ့ခရီးတန်းကိုပြန်ကြည့်မယ်ဆိုရင်ကစားခဲ့တဲ့14ပွဲကို5ပွဲနိုင်5ပွဲတည်းဆိုတဲ့ရလန်းနဲ့အတူလိုင်ယွန်နဲ့ပွဲမှာအကောင်းဆုံးကမ်းပတ်နိုင်ခဲ့တာကယုံကြည်မှုကိုပိုပြီးလေးဆောက်နိုင်စေခဲ့ပါတယ်။ ပရီးမီးယားလိမ်မှာတမ်းမစင်းရရုံတမင်နူယာဝဲဆွဲသလိုရုံးကန်နေရပေမဲ့ United တို့မှာ Europa လိမ်မှာတော့အဲ့ဒီ channel စံချိန်မှာဖြစ်ကအားကုန်ကစားပြီးဂိုးပြတ်အနိုင်တွေနဲ့ပဲ semi final ကိုတက်ခဲ့တာအခုဆိုရင် all english final လို့ဆိုရမယ်စပါးနဲ့ဘိုလူဝဲမှာရင်ဆိုင်ရတော့မှာဖြစ်ပါတယ်စပိန်မြေမှာရောအင်္ဂလန်မြေပါပါနောက်တန်းတောက်တင်းလာပါပြီဆိုတော့ဘီပါအိုလိုအတင်းကိုနိုင်ယူပြီး Europa League final အဆင့်ကိုတက်လန်းသွားခဲ့တာပါဒီဘွဲမှာကစားသမားတွေချီးကျူးစရာကောင်းတယ်လို့နီးပြကြီးအမ်မိုရီရဲ့နီးပြူဟာတွေကလည်းအထာကျလာပါတယ်2023နွေရာသီမှာ ်ချက်စီကနေပေါင်95တန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့မစ္စံပေါင်အတွက်ဒဏ်ရာအခြေအနေတွေကြောင့်ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့ဒီညမှာသူဟာအကောင်းဆုံးခြေစွမ်းကိုပြတာနိုင်ခဲ့ပါတယ်။ပွဲပြီး TND Sport နဲ့အင်တာဗျူးမှာမစ္စံပေါင်ကဒီလိုညမျိုးကိုစောင့်နေခဲ့တာကြားပါပြီ။လေချင်ကြီးမှာနေ့တိုင်းစူးစမ်းပြီးအကောင်းမြင်စိတ်တွေနဲ့အခွင့်အရေးရရင်အကောင်းဆုံးလုပ်ပြဖို့အမြဲတမ်းပြင်ဆင်ထားခဲ့ပါတယ်။ဒီနေ့မှာတော့စူးစမ်းမှုတွေကအရာထင်ခဲ့ပါပြီ။ကျွန်တော်ဝင်လာတဲ့အချိန်မှာပွဲကတော်တော်ကြက်နေပါတယ်။ကျွန်တော်ဝင်လာပြီးပွဲကိုညောင်ထင်ကစားနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဒုတိယဂိုးမှာတော့ဂိုရမထွက်လာတာကိုမြင်တော့ဘလုံးရရင်ပထမတိကျက်နဲ့တန်းကန်မယ်လို့စိတ်ထဲမှာကြိုတွေးထားခဲ့တယ်။ဘယ်ချင်းနဲ့မကန်ချင်ခဲ့ဘူး။ပထမဂိုးတုံးကလိုပဲဘလုံးကိုလှည့်ပြီးဂိုးပေါက်ထဲဝင်အောင်ကန်ဖို့ကြိုးစားခဲ့တယ်လို့မစ္စမောက်ကရှင်းပြခဲ့ပါတယ်။ပရိသတ်တွေတကယ်ကိုအံ့အားတင့်စရာကောင်းလောက်အောင်ကျွန်တော်တို့အားပေးခဲ့ကြတယ်။ကျွန်တော်အတွက်တော့ဒါရီယာအိုးထရော့ဖို့မှာတွင်းယူနိုင်ခဲ့တဲ့ပထမအဦးဆုံးဂိုးတွေဖြစ်ပြီးမှကျွန်တော်အချိန်ကြာကြီးစောင့်မျှော်နေခဲ့ရတဲ့ညချင်းညပါပဲ။ United ကစားသမားဘဝအကောင်းဆုံးမိနစ်20လေးလား။တိတ်တေကြတာပေါ့။ကျွန်တော် United ကိုပြောင်းလာကြတဲ့ကနေပုံမှန်ခြေရဖို့ရုန်းကန်ခဲ့ရတာပါ။ ဒါပေမဲ့အရှုံးမပေးပဲနေ့တိုင်းကြိုးစားလာခဲ့တာဒီနေ့ပွဲမှာထင်ပေါ်သွားခဲ့တာပါဒီညဟာတိတ်လာတဲ့ညညပါပဲဟိုထရက်ဖို့ကွင်းမှာတွင်းခဲ့တဲ့ကျွန်တော်ရဲ့ပထမအဦးဆုံးဂိုးပါဒီဂိုးရဖို့တော်တော်ဆောင်ခဲ့ရတယ်ဖိုင်နယ်တက်ပြီးယာရီကိုအမြင့်ဆုံးအနေထားမှာအဆုံးတက်ချင်တာကျွန်တော်တို့အားလုံးရဲ့ဆန္ဒပါလို့သူကထက်လောင်းပြောကြားထားခဲ့ပါတယ်ပြီးခဲ့တဲ့ပတ်ပရီးမီးယားလိမ်မှာဘရန်ဖို့ကို၄ဂိုး၃ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာမစ္စတာမောက်ကဒီယာရီတို့ရဲ့ပထမအဦးဆုံးတွင်းဂိုးကိုတွင်းယူနိုင်ခဲ့ပြီးဒီပွဲက၅ဂိုးကြောင့်၂ပွဲဆက်တိုက်၃ဂိုးအထိတွင်းယူထားခဲ့တာဖြစ်ပါတယ် သူရဲ့ပထမအတွင်းကကိုအီရီယာတဲကနေလှလပပကန်တွင်းခဲ့တာဖြစ်ပြီးဒုတိယကိုကတော့ဒီပါအိုကိုရမဂိုးပါဝါကနေထွက်နေတော့ကွင်းတဝက်လောက်ကနေအပြင်းထန်တွင်းယူခဲ့တဲ့အမခန်ဂိုရဂိုဖြစ်ခဲ့ပါတယ်မစ္စမဟာ2003ခုနှစ်ကရီရဲနဲ့ပွဲမှာဒေးဗစ်ပက်ခန်နှဂိုးတွင်းယူပြီးတဲ့နောက်ယူနိုက်တက်အတွက်ဥရောပပြိုင်ပွဲရှုံးထွက်ပွဲစဉ်တစ်ပွဲတွင်နှဂိုးတွင်းယူနိုင်ခဲ့တဲ့လူစားဝင်ကစားသမားအဖြစ်တမိုင်းမှတ်တမ်းဝင်ခဲ့တယ်လို့နီးပြကြီးရူဘင်အမ်မော်ရီဟာ2016-2017ရာသီကမော်ရင်ဟိုပြီးလျင်မန်ချက်စတာယူနိုက်တက်အတွက် ပထမအဦးဆုံးကင်တွေတဲ့အရာဒီမှာပြင်ဥရောပဘောလုံးပွဲကိုပို့ဆောင်နိုင်ပြီးခဲ့တဲ့ပထမအဦးဆုံး Manchester United နီးပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် United နဲ့စပါးတို့ဟာ Europa League ဘောလုံးပွဲကို အတိအကျရောက်ရှိလာပြီးနောက်ဘယ်တင်ဖလားရရဂျားတွေကနေခါနာရမှာကဖလားလမဲစင်မြန်ကြီး Arsenal ဖြစ်နေပါတယ်ဟော United ကဖလားရရင်အဆင့်15ကနေတောင်ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပြီးစပါးတို့ဟာဖလားရသွားခဲ့ရင်လည်းနှစ်ရှည်ဖလားလမဲဖြစ်နေတယ်လန်ဒန်အတင်းတင်းကဥရောပဖလားရအောင်ယူပြခဲ့ပြီဆိုပြီးမှတ်တမ်းဝင်တော့မှာပါ မန်ချက်စတာယူနိုက်တက်နဲ့စပါးတို့ဖိုင်နယ်ပွဲမှာဘဒူနိုင်နိုင်ဂန်နာအာဆင်နယ်တို့ရှုံးမဲ့အနေထားလို့အရှုံးဖောက်လိုက်ချင်ပါတယ်။ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့မန်ချက်စတာယူနိုက်တက်တို့ရောဘတ်ချန်ပီယံလေးဝင်ခွင့်ရအောင်ယူရိုပါလိဖလားကြီးအရယူသွားနိုင်မလား။စပါးအတင်းအနေနဲ့တစ်ချိန်မှမရရှိဘူးတဲ့ဥရောပဖလားကိုပထမအကြိမ်ဆွတ်ခွတွားနိုင်မလားဆိုတာဝေဖန်တော့တက်ပြီးတော့ကြပါအောင်ခင်ဗျာ။ကျွန်တော်တို့ ဘောဆရာကြီး channel လေးကဘောလုံးလောကရဲ့တူတရရတဲ့တရင်အကြောင်းအရာများစွာကိုအမြဲတင်ဆက်ပေးနေတာမို့လို့ channel တိုင်း like and subscribe လုပ်ပြီးအားပေးတော့ကြပါဦးဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်